အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ channel လေးကနေဖက်ပြပေးမယ့်စာအုပ်လေးကတော့ဆီယမနိုင်နိုင်စနေရေးတဲ့နှလုံးသားဝန်ဆောင်မှုနည်းအခြားချစ်ချင်းမြတ်တာစိတ်ခွန်အားဖြင့်စာစုများစာအုပ်ထဲကပဇင်းရင်ွယ်ဝတ္ထုတူလေးပဲဖြစ်ပါတယ်ရှင်အေးချင်းနဲ့မြို့လေးတစ်မြို့မှာတဦးကတဦးအရန်ချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်သူတို့ဟာအမြဲမခွာတတွဲတွဲပဲ နေတိုင်းပင်လယ်ဘေးကိုသွားပြီးနေထွက်နေဝင်ခြင်းကိုတွေ့ကြည့်ကြတယ်။သူတို့ကမြေသူတကားအားကြတဲ့ဆုံတွဲလေးပါ။ဒါပေမဲ့တနေ့မှာမတော်တဆကားတိုက်မှုကြောင့်ကောင်မလေးအပြင်းအထန်ထိခိုက်ဒဏ်ရာရပြီးမိမျောသွားခဲ့တယ်။အဲ့ရတဲ့မှာပဲညင်သက်စွာလေးလျောင်းနေရတယ်။ဒီပဲဆိုရင် ကောင်လေးကကောင်မလေးနားမှာနေပြီးသူ့နံမြီကိုတွတ်တွတ်ရွတ်ခေါ်တယ် ညဘက်ဆိုရင်ဖះเจ้าသွားပြီးကောင်မလေးကျမ်းမာလာကြည်ဖို့ဖះသခင်ထံဆုတောင်းနေအချိန်တွေတဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီးကောင်လေးခမညာမိုးရလွန်းလွန်းမျက်ရည်တွေတောင်ခန့်လွနီးနေပြီးကောင်မလေးကနေမျိုးနေစေပဲဒါပေမဲ့ကောင်လေးလက်မလျှော့ခဲ့ဘူးဖះသခင်ထံဆုတောင်းမြေဆုတောင်းနေဒီလိုနဲ့တညမှာဖះသခင်က ကောင်လေးရဲ့မလျှော့တဲ့ဆွဲနဲ့ကောင်မလေးအပေါ်ထားတဲ့မေတ္တာတရားကြောင့်သူ့အပေါ်တနာတက်ဝင်ပြီးညှော်လေးချက်တစ်ခုပေးလိုက်တယ်။ဖျားသခင်ကကောင်လေးကို ကောင်မလေးရဲ့အသက်ကိုကုဘဝနဲ့လဲလှယ်နိုင်မလားလို့မေးတယ်။ကောင်လေးကတွေးဝေမနေပဲလဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။ဒါဆိုကောင်းပြီ။ကောင်မလေးအမြန်နိုးလာဖို့အသင်ပဇင်းဘဝနဲ့၃နှစ်အသင်ပြောင်းရမယ်။ သဘောတူနိုင်သလားလို့ဖျားတခင်ကမေးမြန်းတယ်။ကောင်းလေးကမဆိုင်မတွေ့ပဲသဘောတူကြောင်ချက်ချင်းပြန်ပြေးလိုက်တယ်။မိုးလင်းတာနဲ့ကောင်းလေးဟာပဇင်းတစ်ခေါက်အတွင်ပြောင်းသွားခဲ့တယ်။ပဇင်းလေးကဆေးရုံဘက်ကိုအလေးအမြန်ပြန်လာတယ်။လူနာခန်းထဲဝင်ကြည့်တော့ကောင်းမလေးကနိုးနေပြီ။ဆရာဝန်တဦးနဲ့စကားပြောနေတာကို တွေ့တယ်။သူတို့ပြောနေတာတွေကိုပဇင်းကမကြားရဘူး။ တပတ်နှစ်ပတ်နေတော့ကောင်မလေးကျမ်းမာလာပြီးစေးရုံကဆင်းခဲ့တယ်။ဒါပေမဲ့သူမပြောဘူး။နေရအနဲ့ကောင်လေးကိုလိုက်ส่งစမ်းနေလိုက်ရှာတယ်။ကောင်လေးကပဇင်းအတွင်နဲ့ကောင်မလေးပြီးမှ ရှစ်ဝဲပြန်တန်းနေပေမဲ့ကောင်မလေးကိုသူခေါ်လို့မရဘူး။ပွေဖက်လို့မရဘူး။ကောင်မလေးကိုပဲငေးဆိုင်ကြည့်နေခဲ့ရတယ်။ဒီလိုနဲ့နေရက်တွေတဖြည်းဖြည်းကုန်လွန်ပြီး စောင်းဦးကိုရောက်လာခဲ့တယ်။စောင်းလင်ညင်းတွေကြောင့်တည့်ရွက်တွေတဖြုတ်ဖြုတ်ကျွေးကုန်တယ်။တစင်းဒီနေရာကခွာရတော့မယ်။နောက်ဆုံးအကျင်အဖြစ်ကောင်မလေးရဲ့ပခုံးထက်နာကို သူအရေးစွန်းပြီးသွားနာလိုက်တယ်။နူးညံ့တဲ့တောင်မန်နဲ့ကောင်မလေးရဲ့ပားပြင်ကိုထိလိုက်တယ်။တင်းငယ်တဲ့ပါးစပ်နဲ့ကောင်မလေးရဲ့ပခုံးသားကိုနန်းချိန်လိုက်တယ်။ကောင်မလေးတတိမထားမိခင်မှာသူတိတ်တဆိတ်ထပြန်လာခဲ့တယ်။ မျက်စိတမိအတွင်းမှာပဲຫນွေဦးရတီကိုရောက်လာခဲ့တယ်။ຫນွေရောက်တာနဲ့ချက်ချင်းပဲပဇင်းဟာကောင်မလေးနာကိုအရောက်ပြန်တန်းလာခဲ့တယ်။ဒါပေမဲ့သူရင်းနှီးတဲ့ကောင်မလေးရဲ့ဘေးမှာခန့်ညားတဲ့သင်းကောင်လေးတယောက်ကိုသူတွေ့လိုက်တော့ပြန်တန်းနေတဲ့သူ့တောင်းလန်တွင်လင်းဟာနဲ့တဝက်တစ်ပြက်မှာအရက်တန့်ခံလိုက်ရတယ်။လူတွေကကောင်မလေးကားတိုက်ခံရတာဒဏ်ရာတွေဘလောက်ပြင်းထန်ကြား ထိုင်းရာတွေကိုကုသပေးနေတဲ့ဆရာဝန်ဟာကော်မလေးအပေါ်ဘလောက်ဂယုဆိုင်ကြောင်းသူတို့ရဲ့အချစ်တွေကဆက်တင်ထိုက်တဲ့အကြောင်းကော်မလေးဘဝကအရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်းပြောတဲ့နေကိုပဇင်းကြားလိုက်ရတယ်။ပဇင်းရင်ခွဲရပြန်တယ်ဆရာဝန်ကောင်းလေးနဲ့ကောင်းမလေးပင်လယ်ပေးသွားပြီးနေဝင်နေထွက်ကြရကို သူအမြဲတွေးနေရပေမဲ့တခါတလေကောင်မလေးရဲ့ပခုံးထက်မှာခဏသွားနာတာကလွယ်လို့သူဘာမှမတက်နိုင်ခဲ့ဘူး။ပဇင်းလေးဟာရှင်နေကဝေဒနာတွေကိုကြိတ်မိတ်ခံစားရင်ဒီနေ့နေဝေဟာခါတိုင်းနေတဲ့ပိုရှိလျားနေတယ်လို့ထင်မိတယ်။ကောင်မလေးနားမှာရှိဝဲပြန့်တန်းဖို့လေသူ့မှာခွန်အားတွေရုပ်ရော့နေတယ်။ ဆရာဝန်ကောင်းလေးနဲ့ကောင်းမလေးရဲ့တီးတိုးစကားပြောတဲ့နဲ့ရီးတန်တွေက သူ့ကိုအသက်ရှူချက်စေတယ်။သုံးနှစ်မြောက်နေရဒီမှာတော့ဒဇင်းဟာကောင်းမလေးကိုခဏခဏသွားမကြည့်တော့ဘူး။တူနာနေကြကောင်မလေးရဲ့ပခုံးကိုဆရာဝန်ကောင်လေးကတင်းတင်းကြပ်ကြပ်ပွတ်ဖက်ထားတယ်။သူ့တောင်မန်နဲ့ထိနေကြကောင်မလေးရဲ့ပါးပြင်ဟာလဲဆရာဝန်ကောင်လေးကတယုတ္တရနန်းနေတယ်။ ပစင်းရင်ခွဲတကောင်ကသူတို့ဘေးမှာရှိဝဲနေတယ်ဆိုတာကိုချစ်တဲ့နော်ပြီးကြည်နူးနေတဲ့သူတို့နှစ်ယောက်သတိထားမိမှာမဟုတ်ဘူး။ကောင်မလေးကလည်းအတိတ်ဆိုတာကိုလုံးဝသတိမိသွားခဲ့ပြီလေ။တက်မှတ်ထားတဲ့၃နှစ်ဆိုတဲ့အချိန်ကိုရောက်ဖို့တရက်အလိုမှာကောင်မလေးနဲ့ဆရာဝန်ကောင်လေးတို့လက်ထပ်လိုက်ကြတယ်။ဖခင်ကြောင့်နဲ့သူပြန်ဝင်ပြီးကောင်မလေးရဲ့ပခုံးထက်မှနားလိုက်တယ်။ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ဖရာသခင်ထံတစ္ဆာခံယူနေတဲ့အတန်ကို သူကြားလိုက်တယ်။ဆရာဝန်ကောင်လေးကကောင်မလေးရဲ့လက်ကိုလက်ထက်လက်ဆွတ်ဆွတ်ပေးပြီးနမ်းလိုက်တာကို သူငြင်းကြီးနေမိတယ်။သူ့ပါပြင်ငယ်ပေါ်မှာမျက်ရည်တွေစီးကျလာခဲ့တယ်။အတင်းနောင်နာရပြီလား။ဖရာသခင်ကပဇင်းကိုမေးတယ်။လုံးဝနောင်နာမရပါဘူး။မျက်ရည်တွေကိုတုံရင်သူပြန်ပြေးတယ်။ နှက်ဖြန့်ဆို လူဘဝအတွင် ပြောင်းလို့ရသည်ဖျားသခင်ကပြောတော့ပဇင်းကခေါင်းခါပြီးပဇင်းအဖြစ်နဲ့ကျွန်တော်တသက်လုံးနေပြရစီတော့တချို့ကံတရားကလက်လွတ်ဆုံးရှုံးမှုစီရင်လာပြီးသားပါတချို့ဖူးစာက ပေါင်းဆက်ဖို့ကံမပါလာခဲ့ဘူးလူတယောက်ကိုချစ်တာရယူပိုင်ဆိုင်မှမဟုတ်ပါဘူးဒါပေမဲ့လူတယောက်ကိုရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်းတန်မှုထားချစ်တတ်ရမယ် တေပခုံးပေါ်မှာရောပစင်းလေးတကောင်ငားခဲ့ဘူးတလားနားစင်အပီးခဲ့ကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်